ရိဒီချင်းမိတ်ဆွေတငယ်ချင်းတို့ရေအားလုံးမင်္ဂလာပါဗျာမိတ်ဆွေတို့အနေနဲ့ကျွန်တော်ကိုပေါ့နော်ပြီးခဲ့တဲ့တုန်းကကြားခဲ့တဲ့ဒီကလင်နာမူလေးကနေပြီးတော့ဘလူးဆက်သွဲဆက်နွယ်နေသေးလဲဘလူးထပ်ပြီးတော့ကစားသေးလဲဆိုတဲ့ဥစ္စာမျိုးလေးတွေကိုမိကွန်လေးရှိတဲ့အတွက်ကြောင့်မလို့အဲဒီမူလေးကိုကျွန်တော်ကလင်နာမူလေးကိုကျွန်တော်ပြပေးလိုက်ပါပါ ဩကြိုက်ရွေးသုံးခြင်းမသုံးခြင်းကိုမိษွေတို့ရှင်းရှင်းလင်းလင်းမြင်အောင်ကျွန်တော်ပြပေးတော့မှာဖြစ်လို့ကြိုက်နှစ်သက်ကြိုက်နှစ်သက်လို့အသုံးချပါလို့ကျွန်တော်ပြောလိုက်ပါစေကျွန်တော်ဒီမှာ2000ပေါ့နော်2004ခုပေါ့2004ခုရဲ့၄ချိန်မှာ483ဆိုတဲ့ကဏ္ဍလေးဟာ2020အဲ2000တခုနှစ်က9ချိန်က843ကိုတက်ပြီးတော့ကစားထားတာဖြစ်ပါတယ် သူက30တဲ့နေနေပဲမှာအဲ့63ကို463လို့ကစားပြရနော်ဟဲ့63က brain 9ရဲ့366က brain 9ရဲ့391က brain 3ရဲ့ပေါင်းလိုက်တော့993ပေါင်းတော့3 brain ဒီ63နှစ်ပွဲမှာ brain 3လို့ဆိုပြီးကစားသွားခဲ့ပါတယ်နော်ကစားသွားခဲ့ပါတယ်အဲ့လိုပဲဒီမှာကျွန်တော်တို့2018ချိန်မှာပေါ့နော်64ဆိုတဲ့ကဏ္ဍဟာကျွန်တော်တို့2000ပေါ့နော်ပေါ့နော်14ကြိမ်ရ2014ဒီပေါ်တော့22ကြိမ်ရ ဒီကနန်းလေးကိုလေးလေးကိုတက်ပြီးတော့ကစားထားတာပါလေးလေးကိုကိုလေးကိုလေးဆိုပြီးလဲပြီးတော့2010ခုမှာတက်ကစားပြီးလဲပြီးတော့ဒီမှာသူက19ဒီမှာတက်ကစားပြီးလဲပြီးတော့အဲ့ဒီမှာလေးကိုလေးဆိုတဲ့ break ခွန်ရဲ့96ဆိုတဲ့ break 9ရဲ့391ဆိုတဲ့ break 3ရဲ့ခွန်93ပေါင်းခြင်း9ကို break 9အနေနဲ့ပြီးခဲ့တဲ့အချိန်မှာကစားသွားခဲ့ပါတယ်အဲ့တော့အခုကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်လည်းပဲဒီမှာ98ဆိုတဲ့ကနန်းဒီ 2022ခုနှစ်ကခွန်ရှိကိုဆိုပြီးတော့21ကြိမ်ကခွန်ရှိကိုကိုတက်ပြီးတော့တနည်းနည်းနည်းစောင့်တက်ပြီးလေပြီးတော့၃နှစ်မြောက်နှစ်မှာကိုခွန်ရှိလို့ထွက်ထားတာပါအဲ့ကိုခွန်ရှိထွက်ပြီးတဲ့ဒီ break 4ရဲ့ဒီ break 1ရဲ့ဒီ break 5ရဲ့ပေါင်းချင်း၄တင်၅ပေါင်းချင်း၃ညဟိုဒီမှာ၃ည break အနေနဲ့ပြီးခဲ့တဲ့ပင်တော့ကသူမှန်မှန်ကန်ကန်ပဲကစားသွားခဲ့ပါသည်နှလုံးပေါင်းချင်း၅တွေပါပြီးတော့ကစားပါတယ်ဒီမှာဆိုလို့ရှိရင်လည်းပဲနှလုံးပေါင်းချင်း၅ပါပြီးတော့ကစားပါတယ် ဒီမှာဆိုလို့ရှိရင်လည်းပဲ3နှစ်ဆိုတဲ့အခါကျတော့တမနှလုံးပေါင်းချင်း5ပါပြီးတော့သူကစားသွားခဲ့ပါတယ်လို့ကျွန်တော်အရင်ဦးဆုံးပြန်ပြီးတော့ပထမမူလေးကိုနှွှေးပေးလိုက်ပါမယ်အဲ့ဒါပြီးတဲ့အခါမှာကျွန်တော်တို့ဘာလုပ်လဲဆိုလို့ရှိရင်ကျွန်တော်ပြောလိုက်ပါမယ်အဲပြောပြပါမယ်ရှင်းပြပါမယ်เนาะအဲ့မှာဒီ9နှစ်5ဆိုတဲ့เนาะ9နှစ်5ဆိုတဲ့နှစ်ရဲ့ power combrace ဆိုပြီးသူကစားပါတယ်အဲ့လိုကစားတဲ့နေရာမှာ high 3 knot ပိတ်ဒီ3 knot ပိတ်နေနဲ့ ်လာပြီးတော့ကစားထားတာကိုတွေ့ရပါလိမ့်မယ်3 5 4ရတော့ဝမ်းချင်းပေါ့ဗျာเนาะ3 5 4ဝမ်းချင်းနဲ့နှစ်ပရိတ်ရဲ့ပါဝါခွန်ပရိတ်ဆို လာပြီးရိုက်ပါတယ်အဲ့ရိုက်တဲ့အချိန်မှာဒီ3နောက်ပိတ်ကို3နောက်ပိတ်ကြဖို့အတွက်ဒီနှလုံးပေါင်းခြင်း3ဒီ3လို့ဖြစ်ပြီးကမှဒီမှာ3နောက်ပိတ်ပါတယ်เนาะအဲ့ပြီးတော့၄5 3ဝမ်းချင်းနဲ့၄3ည3ဆိုပြီးတော့ခွန်ပရိတ်နေကြပါပါခွန်ပရိတ်ကစားပါလေအဲ့အချိန်မှာဟာ8 3 9ပေါင်းချင်း3ညသည တုံညာလို့ဆိုပြီးဒီမှာအလယ်မှာငုတ်တုတ်ကလေးထိုင်းနေတာကိုမိတ်ဆွေတို့မြင်ပါပါเนาะအဲ့တော့လေးတုံညာပွဲအနေနဲ့ပထမတစ်ကြိမ်အောင်ပွဲဆင်သွားခဲ့ပါလေဒုတိယအနေနဲ့ကျွန်တော်တို့ဒီမှာလေးကိုလေးဆိုတဲ့ဘောတော့ဒီမှာဒီမှာပေါ့เนาะဒါလေးလေးကိုကနေပြီးတော့လေးလေးကိုကနေပြီးတက်ပြီးတော့ကစားထားတာပါလေးလေးကိုကနေပြီးတနည်းနည်းနည်းစောင်းတက်ပြီးလေးကိုလေးလို့ထွက်တယ်ခွန်ဘရိတ်၅ဘရိတ်၃ဘရိတ်ပေါင်းတော့၅ဒီရောမှာဘရိတ်၅အနေနဲ့ရိုက်ထားတာကို တွေ့ရပါလိမ့်မယ်အဲ့ဒီပြီးလိုက်ပြီးတော့ဒီမှာဟိုမှာ9ရဲ့ပါဝါ7ဘရိတ်ဆိုပြီးရိုက်ပါတယ်အဲ့လို7ဘရိတ်ရိုက်တဲ့အချိန်မှာဒီ6နော့ဘိတ်ကို6နော့ဘိတ်ကစားခဲ့တယ်ပေါ့နော်အဲ့6နော့ဘိတ်ကို6နော့ဘိတ်ဖို့တော့ဟိုမှာတင်ကားပေါင်းခြင်း6ဒီတင်ကားနှလုံးပေါင်းခြင်းနဲ့ထောက်ပိတ်ပြီးအဲ့6ခကလေးကနောက်ပိတ်သွားခဲ့ပါတယ်နော်အဲ့လိုနောက်ပိတ်တဲ့အချိန်မှာဟိုမှာ9 3ည3ညပေါင်းခြင်း9ဒီအလဲထိုင်းပြီးလိုက်ပြီးရော6 9 3 1ချင်းနဲ့3ည6 9 9ရဲ့ပါဝါ7ဘရိတ်ကစားခဲ့ပါတယ်လို့ကျွန်တော် ပြောလိုက်ပြရစီเนาะဒုတိယကြိမ်အောင်ပွဲဆင်သွားခဲ့ပါတယ်အဲ့တော့တတိယအကြိမ်နဲ့ကျွန်တော်တို့ကိုးခွန်ရှင်းပါဘောဒီမှာခွန်ရှင်းကိုးကနေပြီးတော့ကိုးခွန်ရှင်းထွက်တယ်ထွက်ပြီးလို့ရှိမှဒီမှာ၄ break ၁ break ၅ break ပေါင်းတော့၁၀ break တဲ့တလေး၅နှလုံးပေါင်းကြီး၅ပါပြီးကစားသွားပြီအဲ့တော့ခုပွဲမှာဆိုလို့ရှိရင်ဒီမှာ9ရဲ့ power 10 break ကစားဖို့ရှိပါတယ်အဲ့10 break ကစားတဲ့နေမှာဒီ3နောက်ပိတ်ကလေးကနေပြီးတော့3နောက်ပိတ်ဖို့ရှိတယ်အဲ့3နောက်ပိတ်ဖို့အတွက်ဒီမှာ ၈နဲ့၅နဲ့ပေါင်းချင်း၃လို့သူကနေပြီးတော့လာပြီးတော့ထောက်ထားတာကိုမြင်ရမှာပါအဲ့၃ကနောက်ပိတ်မယ်လို့ဒါကျွန်တော်တို့ဒါဝင်မော်နော်ဆုံးဖြတ်ရပါမယ်ပေါ့နော်အဲ့၃လို့နောက်ပိတ်ပြရတယ်ပြန်တယ်ဟိုက်မှာ၉၄၁ပေါင်းချင်း၄ဒီအလဲထိုင်ပါမယ်နော်ဒါဆိုလို့ရှိရင်တော့ဒီ၄အလဲထိုင်တဲ့အတွက်34 314ဝမ်းချင်းကပြီးသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့343ဆိုတဲ့ကဏ္ဍလေးဟာ ဒါကျွန်တော်တို့ပထမဦးဆုံးအနေနဲ့အဲ၃နောက်ပိတ်နဲ့တွက်မယ်ဆိုရင်၄33လို့633ဆိုပြီးနှစ်ကွက်ရှိပါတယ်အဲ့ဒီကနေပြီးတော့ main ကဏ္ဍကဘာဖြစ်လာမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဓမ္မကုဏ္ဏပြောခဲ့တယ်3 4 ông ဆိုတဲ့ကဏ္ဍလေးကတပေါက်သေးသောကဏ္ဍလေးအနေနဲ့ဖြစ်နေပါတယ်လို့ဒါပထမဦးဆုံးကလန်နာမူရပြောလိုက်ပြရသည် ။ဘာလို့လဲဆိုကျွန်တော်ဒုတိယအမူအနေနဲ့တကွယ်ထည့်ထွက်တဲ့ကဏ္ဍတစ်ခုကိုထပ်ပြီးတော့ပြသွားပေးမှာလို့ပါ။ဟုတ်ပြီနော်ဒါကျွန်တော်အခုချိန်မှာပထမဟာကိုကြည့်ပြီးသားဖြစ်တဲ့အတွက်ဒီဟာလေးကိုပြန်ပြပါမယ်။၄ break ကဲ၁ break ကဲ၅ break ကဲပေါင်းတဲ့ခါကျတော့၁၀ break ကို၁လေး၅ဆိုပြီးလဲပြီးတော့နှလုံးပေါင်းချင်း၅ပါပြီးတော့ရိုက်ခဲ့ပါလေ။ဒီမှာခုပွဲမှာဒီ၅ရဲ့ power ၁၀ break လို့ရိုက်ဖို့ရှိပါလေ။အဲ့လိုရိုက်တဲ့အချိန်မှာဟောဒီ၃နောက်ပိတ်သည်၃နောက်ပိတ်ကိုဒီလိုပြောရင်ပိုရှင်းမယ်နော်၃နောက်ပိတ်ဟာဒီ၈လေး၃က၃နောက်ပိတ်ကိုဒီမှာ 85လို့3လို့ဆိုထောက်ပြီးကမှအဲ့3လေးလာပြီးနောက်ပိတ်ဖို့ရှိနေပါတယ်အဲ့လို3တော့ပိတ်တဲ့အချိန်မှာဒီ6လေး1ဆိုတဲ့ပေါင်းခြင်း၄ဒီအလဲထိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့53နောက်တွဲကို9ရဲ့ပါဝါ7ဘရိတ်ဆိုတဲ့အခါ၄တ3ဝန်းချင်းနဲ့3 4 3ဆိုတဲ့ကဏ္ဍ၄ဒီเนาะတပေါက်တည်းလို့ရပါတယ်เนาะအဲ့တော့ရန်ကျင်တော့ဒါတည်းရန်ပေါ်ပြကျွန်တော်အနေနဲ့ပြောတာတွေ့ပြတဲ့ဥစ္စာတော့တကွက်တည်းရတော့3 4 3ပါတဲ့เนาะ သုံးလေးသုံးပါဆိုတော့ဟုတ်ပြီဒါဆိုလို့ရှင်ရတော့ကျွန်တော်ဒီကနန်းဒီမူလေးတက်ဆိုင်ပြီးသွားတဲ့အခါကျွန်တော်နောက်ထပ်တကွက်ထဲပဲကြတဲ့ကလန်နာမူလေးတစ်ခုကိုပဲကျွန်တော်ထပ်ပြပေးသွားပါမယ်မိတ်ဆွေတို့ကြိုက်ရင်အသုံးပြုနိုင်အောင်ဟိုကိုတိုက်ဆိုင်မှုတွေရှိလို့ရှင်ခင်ဗျားတို့အောနိုင်အောင်ပေါ့ဗျာနော်ဟုတ်ကဲ့ကျွန်တော်တို့ဒါကတော့နှစ်20ချားတကြိမ်ဖြစ်တဲ့ cycle လေးပေါ့နော်ကျွန်တော်တို့ဒါမှမဟုတ်ဆုံးလဲဆိုလို့ရှင်1 2345ပေါ့နော်80နဲ့တခုနှစ်မှာ80တခုနှစ်မှာဒီမှာ6လဲတိုင်းနဲ့နောက်ပြီးတော့9လဲတိုင်းနဲ့ တနစ်ကြော်ပြီးသွားပြီလေပြီးရောဓမ္မတိပရိဆိုသူရိုက်ပါတယ်เนาะဒါဆိုလို့ချင်းခုကျွန်တော်ဓမ္မဆိုလို့ရှိရင်လည်း2005မှာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီတိုင်းပါပဲဓမ္မကျွန်တော်တို့6လေတိုင်းနဲ့9လေတိုင်းနဲ့အဲတနစ်ကြော်ပြီးသွားပြီးတော့ဓမ္မတိပရိဆိုပြီးရောရိုက်ထားပါတယ်เนาะဒါဆိုခုကျွန်တော်တို့ဒီမှာလည်းကြည့်မယ်ဆိုလို့ရှိရင်လည်းပဲเนาะ6လေတိုင်းနဲ့9လေတိုင်းနဲ့တနစ်ကြော်ပြီးတော့ဓမ္မတိပရိရိုက်ထားတာကိုတွေ့ရပါလိမ့်မယ်အဲတိပရိရိုက်ပြီးသွားပြီဟုတ်ပြီဒါဆိုလို့ရှိရင် ကျွန်တော်တို့ဒီတစ်ပရိတ်ကနေပြီးတော့ကျွန်တော်တို့ကြီးလဲကြအောင်ကျွန်တော်တို့အချိန်20နဲ့တစ်ချိန်မှာတစ်ပရိတ်ကနေလှန်ထောက်လိုက်မယ်တစ်တလုံးပါတဲ့နှလုံးပေါင်းကြီး16ပါတဲ့ခဏန်းတခွဲလာပြီးတော့ကစားထားတာကိုတွေ့ရပါလိမ့်မယ်เนาะဒီ3တစ်ခုကနေလှန်ထောက်မယ်21ချိန်မှာเนาะတော့85ခုက21ချိန်မှာတစ်တလုံးအပါနဲ့နှလုံးပေါင်းကြီး16ပါပြီးတော့ခဏန်းတခွဲ တလေးခွန်ဆိုကစားထားပါတယ်ဒါဆိုဒုတိယပွဲကြလဲကြီးလိုက်တဲ့အခါတို့ရှင်ရင်ကျွန်တော်တို့ဒီမှာရှင်58ကနေပြီးတော့ကြည့်မယ်ရှင်58ကနေပြီးတော့ကျွန်တော်တို့ဒီမှာ20နဲ့အဲဘောနော်ဒါ2005ရဲ့ဟိုထဲမှာဘောနော်20ကြိမ်မှာတစ်တလုံးအပါနဲ့9တစ်ရှေးဆိုပြီးနှလုံးပေါင်းကြီး16ပါတဲ့ကနန်းတကွဲထွက်ထားတာကိုတွေ့ရမှာပါဒါဆိုခုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လေဒီမှာ239ဆိုတဲ့ကနန်းလေးကနေပြီးတော့ ထောက်တက်လိုက်တဲ့အခါဒီမှာ1 4 5ဆိုပြီးလဲပြီးရောတစ်တလုံးအပါနဲ့နှလုံးပေါင်းကြီး16ပါတဲ့ကရန်တခွက်ရိုက်ပြီးသွားပါပြီအဲ့တော့ခုပင်မှာဘာလို့ကစားမလဲဆိုတော့ဆက်ပြီးကြည့်လိုက်ကြအောင်ပါเนาะအဲ့လို1 4ခွန်းလို့ရိုက်ပြီးသွားပြီးဒီခါမှာလွယ်လွယ်လေးပါပဲဗျာအောက်မှာတစ်ပရိတ်ဆိုမူတွေရိုက်တယ်အဲ့တော့ပထမတစ်ချိန်မှာ9တင်5ဆိုပြီးကစားပါတယ်ဒုတိယအချိန်လဲကြာလဲကြာအောင်ကျွန်တော်တို့ဒီမှာကြည့်ပါမယ်ဒုတိယအကြိမ်မှာဒီမှာ9တ8ဆိုကစားပြီးသွားရင်ဒီမှာနေတဲ့တဲ့ဒီမှာဥပမာ9တ5ရိုက်ပြီးတော့ဒီမှာ9 9တလို့ဆိုပြီးတကွက်လာပြီးတော့ ကစားနေတာကိုတွေ့ပါတယ်9 1 5ပြီးတော့9 9 1ပေါ့နော်ဒါဆိုလို့ရှိရင်အခုချိန်သာလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Brexit အနေနဲ့เนาะ Brexit အနေနဲ့ဘာဖြစ်သွားမလဲ9 9ပထမတစ်ချိန်9 1 5ဒုတိယချိန်9 9 1ဆိုရင်ဒီတစ်ခါလာရင်1 9 9ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဘာမှမတွေးမတော်ဘဲနဲ့တွေ့မဲ့ဥစ္စာကတော့ဒီမှာ1 9 9ဆိုတဲ့ဂဏန်းတစ်ခွက်ပါလို့ပြောလိုက်ပြသည် အဲ့တင်ငန်းကားကိုကြာပြီးတော့ဒါဟုတ်ဆက်လို့ကျွန်တော်ပြန်ပြီးတော့စဉ်းစားတယ်ဒီလိုမှမဟုတ်သေးဘဲနဲ့ဘယ်လိုလာနိုင်လဲပေါ့ဗျာနော်အဲ့လိုကြီးလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ51ကိုအထောင်းကို51အတွဲလိုက် ဖြုတ်ချပြီးတော့ break 1ကစားပါတယ်အဲ့ဒီအချိန်မှာဟောဒီငါအလဲ၃လုံးပေါင်းနဲ့ငါနှစ်လေးပေါင်းရင်တစ်ဒီအလဲထိုင်းပြီးတော့51အတွဲနဲ့ tip break ကစားသွားတယ်လို့ဒါကျွန်တော်တို့မြင်ရပါတယ်နော် ဟုတ်ပြီဒါဆိုလို့ရှိရင်ဒုတိယဘွဲအနေနဲ့ကော99တဲ့အဲ့99တဲ့မှာဆိုလို့ရှိရင်လေဒီမှာ99ဒီ99အတွဲလိုက်ဖြုတ်ကစားပါတယ်เนาะပထမဘွဲမှာကြည့်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ဒီမှာเนาะဒီမှာ915ဆိုတဲ့ခဏတိတပင်ကျော်က9ထိတ်ကိုထိတ်နဲ့ပြန်ဆင်းပြီးလေပြီးရောအလဲသုံးလုံးပေါင်းနဲ့တစ်တီအလဲထိုင်းပြီးတော့915ဆိုပြီးရောစတိပရိတ်နဲ့ကစားပါတယ်ဒုတိယဘွဲကြာလို့ရှိရင်လေပဲတပင်ကျော်က9ဒီ ထိတ်စည်းအနေနဲ့ပြန်ဆင်းပြီးလဲပြီးတော့အလဲကောင်သုံးလုံးပေါင်းခြင်းနော်ငါးဒီခွန်ခွန်တေပေါင်းခြင်းငါးဒီအလဲထိုင်းပြီးတော့ဟဲ့ငါးငါးအတွဲဒီငါးငါးအတွဲနဲ့ break deal လို့ဆိုကစားထားပါတယ်ဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီဘက်မှာကြီးလိုက်ကြရအောင်နော်ကြီးလိုက်ဖို့ကတော့ကျွန်တော်တို့တင်ငါးငါးဆိုတဲ့ကဏ္ဍကိုဟိုပုံသေးကဏ္ဍကိုခဏထားပြီးတော့အဲကြည့်လိုက်ကြမယ်နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် tip break လို့ဆိုတမ်းမှန်လိုက်ပြီးဒါဆိုရင်တပင်းကြောက၈ဒီနော် အကျိန်20အရှိထိတ်သည်ရှစ်ထိတ်နဲ့ပြန်ဆင်ပြီးတော့အလဲသုံးလုံးပေါင်းနဲ့ကိုကိုလေးသည်နှင်းလိုအလဲမှာထိုင်ပြီးတော့ဟောဒီ87သည်87အတွင်းနဲ့ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရမယ်ကဏ္ဍက87အဲ87ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ကိုဒါဒဲရရတယ်ဗောဗျာအဲ့တော့အခုကျွန်တော်ဒီကလင်နာမူဆိုင်တွေရနေမိတ်ဆွေတို့ကိုကျွန်တော်ပြပေးလိုက်တဲ့ဥစ္စာက343ဆိုတဲ့ကဏ္ဍလေးရယ်เนาะ အာအော်ဒူပေါ့နော်အေအားကြနေတဲ့တင်ငန်း၅ဆိုတဲ့ကဏ္ဍရဲ့၈နှစ်တဆိုတဲ့ကဏ္ဍလေးတွေကိုဒယ်လေးတွေပေါ့နော်မိတ်ဆွေတို့ကြိုက်ရင်ကြိုက်တယ်လို့အသုံးပြုပါဟောမကြိုက်တော့လည်းပဲမသုံးနဲ့ပေါ့ဗျာနော်ဟုတ်ကဲ့ကြိုက်လို့ရှင်ကြိုက်တဲ့လောက်သုံးပါဩပါဓမ္မဘုဒီထက်ကနေပြီးမိတ်ဆွေတို့ထပ်ပြီးမြင်တဲ့အရာတွေကိုထပ်ချက်ပြီးရင်းပြီးတော့ကြည့်ပြီးတော့ကစားနိုင်ပါတယ်လို့ပြောရင်လည်းအားလုံးမင်္ဂလာပါကိုစိတ်ချမ်းမြေ့ကြပါစေ တတိကြီးများလည်းအများကြီးပေါက်ကြပါသေးဗျာကျွန်တော်ရွေးချယ်ပေးရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်39ကို684 693 260ကိုဆက်သွယ်နိုင်ပါတယ်စာအုပ်တို့ဖိုင်တို့လိုချင်သူများအနေနဲ့လည်းလာအောင်မေးမြန်းနိုင်ပါတယ်လို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါဗျာ